ပါရှင်။ချင်းလင်း Channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ။2025ခုနှစ်ဇွန်လ4ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ကျူပင်ကောက်ပရောင်မြန်ရွာရှိ ဝင်ရောက်ပေါ်လာဆွေးတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား6ဦးသေဆုံးကြောင်းစစ်လေရင်များကတေပေါ်ဘူးစခန်းမကျစေရန် ပုံကျေခုခံစဉ် မိမိတပ်ဖွဲ့အပေါ်ပုံမှန်ကြေချမည်၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တည်ဆုံသွားခဲ့ပြီးကျန်စစ်သားများအားလုံးအလံဖြူထောင်လက်နက်ချကြောင်းမင်းချန်တွင် PDF ကိတ်ကိုလာရောက်တိုက်ခိုက်တဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထက်မနည်းတည်ဆုံကဒုလှရင်ရဲဘော်တို့အကြဆုံးကြောင်းအကြံဖက်စစ်ကောင်စီက FPV drone Andre ရှိနေ၍ ်လေရင်နဲ့ရဟယင်များကိုလေရင်ကူတော်များတွင်လုံခြုံစွာတင်စီထားရန်ကြမနှင့်ဒရုန်းကတ်များကိုဆင်ဆက်မပြတ်စစ်ဆေးရန်ခွင့်ကြားကြောင်းစင့်ကူမျိုးမြတ်သိန်းတန်ဖျားနှင့်ဘုံကြီးချောင်းကိုစစ်တပ်ကတိတ်လျင်ဖြင့်ပုံကြေးတိုက်ခိုက်မှုတွင်ဘုံကြီးချောင်းဆောင်နှလုံးထိခိုက်ပျက်စီးကြောင်းတို့ပေဖြစ်ပါလေရှင်ကျုပ်ပင်ကောက်ပရောင်မြန်ရွာကိုဝင်ရောက်ပေါ်တာဆွဲတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်သား6ဦးသေဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ပခိုရိုင်ကျုပင်ကောင်းမျိုးနဲ့ပတောင်မြန်ရွာကိုဝင်ရောက်ဗိုတာဆွေရဲအကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွေပစ်ခတ်တက်ခဲ့ခဲ့ရာစစ်သား6ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်လတ်တရမီနန်နေရှင်းနာရီချိန်ခန့်တွင်ဇီကုံမျိုးနဲ့ ဘောပင်ရွာမှအင်အား80ခန့်ပါအကြံဖက်စစ်တပ်စစ်ကြောင်းဟာကျုပ်ပင်ကောင်းမြူနေပြတော့မြန်ရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်တိုလိုင်းကြီးတပ်ဖွဲ့များနဲ့တက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသူတိုက်ခိမှုအတွင်အကြံဖက်စစ်သားနဲ့ပြိုစောတီ6ဦးသေဆုံးကတဦးအပြင်းထန်တန်ရာရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းဟာဇီကုံမြူနေဘောင်ပင်ကျေးရွာအတွင်းသို့ပြန်လည်ဆောက်ခွာသွားကြောင်းရုံးမှ GBK PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ ရောမ GBK PDF တဖွဲ့မှတာဝန်ရှိသူတဦးကဇီကုံဘောပင်ကျေးရွာကပြူစောတိရွာစစ်တပ်နဲ့ပေါင်းပြီးတက်ဆွေးထားတာကြာပြီးအကနေကျွန်တော်တို့ပိုင်တဲ့သူပင်ကောင်မြူနီတီကိုစစ်ကြောင်းထိုးလာတဲ့အတွက်တိတ်ပွေးဖြစ်တာအဲ့ဒီတည့်ရနေ့တနေ့လုံးမိုင်းခွင်ရှိတဲ့နေရာတွေရောကျွန်တော်တို့တဖွဲ့ရှိတဲ့နေရာတွေရောရှောင်းကွန်းပတ်သွားနေတာမိုင်းခွင်မရှိပဲဘောကင်စေပေါင်ပေါ်တက်လာတာအမမိုင်းဆွေးလိုက်တယ်ဘောပင်ရွာနဲ့ပတောက်ရွာအကူနာမှာပေါ့ ဒီလိုမိုင်းဆွေးလိုက်တော့စစ်ကြောင်းကရက်တန့်သွားတယ်။ထရက်နှစ်မနက်မှာဗရောက်မြိုင်ရွာသေးကိုဝင်ပြီးပြည်သူအမျိုးသားနှစ်ဦးကိုပေါ်တာဆွေးတယ်။ညနေပိုင်းမှာပြန်ထွက်လာတယ်။စစ်ကြောင်းထဲမှာလေးပေါ်တာဆွေးခံရတဲ့ပြည်သူနှစ်ဦးပါလာတယ်။ဗတောင်းမြိုင်ရွာကပြည်သူနှစ်ဦးပေါ့ကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပါပြီးတော့အဲ့ဒီနှစ်ယောက်ကလွတ်သွားတယ်။ တရက်နေ့တိတ်ပွဲကတော့တန်ရာရတာလုပ်ပေးရှိမယ်။နှစ်ရက်နေ့တိတ်ပွဲမှာပဲမိုင်းတီတီမိမိဆွေးမိရာလို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောကြားထားပါရယ်။အဆိုပါတိုက်ခိုက်မှုကိုတိတ်ရင်သုံးခွန်သုံးရက်တဲ့တက်ခွေနှင့် BTZM GBK PDF ပခိုးယုံမအခြေပြုတဖွဲ့တိတ်ရင်သုံးရက်သုံးရက်တဲ့တက်ခွေတဲ့ယောမ GBK PDF တဖွဲ့နဲ့တိတ်ရင်သုံးရက်သုံးရက်နှစ်တက်ခွေတဲ့ Dragon Brothers တပ်ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လေရင်များကတေဘော်ဘူးစခန်းမကြဆင်ရန်ဘုံကျဲခုခံစဉ်မိမိတပ်ဖွဲ့အပေါ်ဘုံမှကြေးချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးသွားခဲ့ပြီးကျန်စစ်သားများအလုံးအလံဖြူထောင်လက်နက်ချက်သွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ထိုင်းမြန်မာနယ်စပ်ရှိတေဘော်ဘူးစခန်းကို KNLA တပ်များကယမနေ့အပြန်ထန်ထိုးစစ်ဆင်တိုက်ခိုက်စဉ် တဲ့ပေါ်မှုစခန်မကြစေရီစစ်ကောင်စီကတိတ်လျင်များဖြင့်ပုံကျေခုခံခဲ့ရာမိမိတပ်ဖွဲ့အပေါ်ပုံမှားကြီးချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးတေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။ယမနေ့ဂျွန်လ3ရက်နေ့ညနေပိုင်းတွင် KNLA ပူပေါင်းတပ်များကတဲ့ပေါ်မှုစခန်ကိုအပြီးသက်တိုက်ခိုက်သိမ်းပိတ်နိုင်ခဲ့ကြောင်းရင်းတို့မသိမ်းပိတ်နိုင်မီစစ်ကောင်စီကတိတ်လျင်များဖြင့်အဆက်မပြတ်ခုခံပုံကျေပြစ်ခတ်ခဲ့ကြောင်း တို့ရတွင်စစ်လေရင်များက၎င်း၏တပ်ဖွဲ့ဝင်များအပေါ်ပုံမှားကြေချာမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးခဲ့ပြီးကြံရှိသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်းလက်နက်ချအငန့်ခံ အလံဖြူထောင်ခဲ့ကြကြောင်းထို့နောက် KNLA ပူပေါင်းတပ်များကတေဘဘူးစခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်းထိုင်းမြန်မာနေဆက်စစ်ရေးတရင်ရင်မြစ်ကပြောဆိုထားပါသည် ထိုင်းမြန်မာနေဆက်စစ်ရေးတရင်ချင်းတွေကကနဦးတီးရတာကတိတ်လျင်တွေကပုံမှားကြတာတေဘဘူးစခန်းက30လောက်တည်ဆုံသွားတယ်သူတို့ရှစ်ကိုတက်ခတ်သွားတာတွေကသူတို့လူပြန်ထိတယ်လို့တီးရတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ် ယမနေ့တေဘော်ဘူးစခန်းသိမ်းတက်ပွဲတွင်တို့လှန်ရေးတက်များဘက်မှတိဆုံးမှုမရှိပဲရဲဘော်လေးဦးတန်ရအပြန်ထန်ရရှိထားကြောင်းစစ်ကောင်စီတပ်ရဲ့တေဘော်ဘူးတက်စခန်းကိုတို့လှန်ရေးတက်များကရရှိသွားပြီဖြစ်၍တိုင်းမြန်မာနေဆက်တွင်စစ်ကောင်စီတက်စခန်းကျန်ရှိသောစခန်း၄ခုဖြစ်တဲ့ဥက္ကရိဋ္ဌဝေါ်လီဗျူဟာကုံတီသေးလေးစခန်းထီကပ်ပလီစခန်းတို့ဖြစ်ကြောင်းသိရှိရပါသည် KNU ကမတ်လဧပြီလနဲ့မေလအတွင်းတွင်ထိုင်းမြန်မာနေဆက်အနီးမှစစ်ကောင်စီရဲ့ Bluetooth ခလေတေတခေါ်ဘီခွီမော်ဖာတူစကန်ဒါလီစကန်များမေလဘလက်တူမော်ခီဘရင်နောင်စကန်ကိုကနေလေးစကန်နဲ့ရွှေအင်းမြိုင်တက်စကန်တို့ကိုစက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယမနေ့ဂျန်လ3ရက်နေ့တွင်တေဘောဘူးစကန်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်၂၀၂၂ခုနှစ် မေလအတွင်းကလည်းတည်ပေါ်မှုစကန်ကို ကိုပရာစစ်ကြောင်းနဲ့ဘူအေဆေဝါဦးဆောင်တဲ့တိုလှိုင်းကြီးတက်များကပထမအကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မင်းချန်တွင် PDF ကိတ်ကိုလာရောက်တိုက်ခဲ့တဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးတမနေတေဆုံးကတိုလှိုင်းကြီးရဲဘော်2ဦးကြဆုံးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန်လေးတိုင်းမင်းချံမြို့နယ်တွင် PDF gate ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထပ်မံတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်လတ်၂ရက်နေ့နာနဲ့6နာရီခွဲခန့်တွင်မင်းချံမြို့နယ်လေတစ်ပြူရွာမှစစ်သားနှင့်ပြူစော်ထီများပူးပေါင်းထားတဲ့အင်အား80ခန့်ပါစစ်ကြောင်းဟာဒူရွန်ပူရွာအနီးရှိ PDF က တဖွဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထူထိတွေ့တိုက်ပွဲဟာညနေ9နာရီခန့်အထိတနေကုန်နေပါတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနဲ့ပြူစော်တီ20ဦးထက်မနည်းသေဆုံးက PDF ရဲဘော်တဦးကြာဆုံးခဲ့ပြီး6ဦးဒဏ်ရာရရှိခဲ့ကြောင်းအညာဒေသတွလှန်ရေးအင်အားစုမှတာဝန်ရှိသူတဦးကပြောကြားထားပါတယ်အညာဒေတာတွလှန်ရေးအားစုမှတာဝန်ရှိသူတို့ကကျွန်တော်တို့ကိတ်စခန်းကိုဝင်စီးတာကျွန်တော်တို့ကကိတ်ကိုအသွာစစ်ခွဲတွေနဲ့ ထိုက်တိုက်တွေ့တော့အဲ့ဒီမှာဆက်ပြီးပွေဖြစ်တာဒီနေ့ကုန်ကြခဲ့ပါတယ်။ညနေရောက်တော့မင်းချံမြို့ပေါ်ကနေစစ်ခွေးက၃စီးလာမှပြန်ပြီးနှုတ်ဆုတ်သွားတာပါလို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအညာဒေသတို့လှိုင်းရင်အားစုရွှေချန်သားပျောက်ကြားတပ်ဖွဲ့၊နဂါးနီပျောက်ကြားတပ်ဖွဲ့၊မင်းချံ MP9 PDF ဗီတုဂျေတပ်ဖွဲ့၊ဗီတုကာကိုရီတပ်ဖွဲ့ မင်းချံမြို့နယ်ပါကဖမင်းချံခရိုင်ဒရုန်းတပ်ဖွဲ့မင်းချံခရိုင်တပ်ရင်းနဲ့ Wolf Gorilla Force အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်အကြံဖက်စစ်ကောင်စီက FPV drone entry ရှိနေ၍လေယာဉ်နဲ့ရဟတ်ယာဉ်များကိုလေယာဉ်ကူတော်များတွင်လုံခြုံစွာတင်စီထားရန်ဂျမားနဲ့ drone ကပ်များကိုဆင်ဆက်မပြတ်စစ်ဆေးရန်ခွင့်ကြားထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ကချင်ပြည်နယ်ပမော်မြို့နယ်ရွှေကူမြို့တို့တွင် FPV First Person View Drone များဖြင့်စစ်ရဟတ်ယာဉ်နှစ်စီးကို KIA ကဖျက်ဆီးခဲ့ပြီးနောက်လေတပ်များတွင်ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များကို လေယာဉ်ကူတောင်ဟန်ကောင်များတွင်လုံခြုံစွာတင်စီထားရန်ဂျမားနှင့် Drone ကတ်များကိုဆင်ဆက်မပြတ်စစ်ဆေးရန်လေတပ်အတွင်ဝင်ကြထားကြောင်း သိရှိရပါသည်လေတက်များတွင်တိုက်လေရင်များနဲ့ရဟတ်ရင်များကိုလက်ကျင့်ပြန်တန်းပြီးချိန် စစ်စင်ဤပြီးဆုံးချိန်များတွင်လေရင်ကိုတောင်ယုံများအတွင်သို့တိချစွာစနစ်တကျဒိန်စီရက်နာထရန်နှင့်ဒီပတွင်အချိန်ကြာမြင့်စွာရက်နာခြင်းများမပြိုလျော်ဝင်ကြားလာကြောင်းအဆိုပါဝင်ကြားချက်မှာ ကချင်ပြည်နယ်တွင် KIA ကစစ်ရဟယင်းနှစ်စီးကို FPV ဒရုန်းများဖြင့်တိုက်ခိုက်ဖြစ်စီခဲ့တဲ့ဗီဒီယိုထွက်ရှိလာပြီးနောက်ရင်းကဲ့သို့ဝင်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ိတ်လေရင်နဲ့ရဟတ်ရင်များထားရှိမဲ့လေရင်ဟန်ကာတူလောင်ယုံများကိုဘုံတန်ခံနိုင်မှုရှိမရှိကြံ့ခိုင်မှုရှိမရှိစစ်ဆေးရန်လေးတက်များတွင်ကျမာများဒရုန်းကတ်များအမဲအလုံးလုံးနေစေရန်နေ့စဉ်စစ်ဆေးမှုများကိုပုံမတင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်ခွင့်ကြချက်တွင်ပါရှိရလို့သိရှိရပါသည် ခွင့်ကြားချက်ကိုမလိမ့်နာဘဲပေါ်လျော့မှုများလေရင်နဲ့ရဟတ်ရင်များတိုက်ခိုက်ဖြစ်စည်းခံရပါကတက်ဆိုင်ရာတာဝန်ရှိသူများအလုံးအေးအေးယူခံရမယ်လို့ခွင့်ကြားချက်တွင် ဖော်ပြထားကြောင်းသိရှိရပါတယ်ကချင်ပြည်နယ်ပမော်မြို့နယ်တွင်ရခိုင်မင်းလာအတွင်တွင် KIA က FPV drone များဖြင့်စစ်ရဟတ်ရင်နှစ်စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးစစ်တပ်ဘက်မှစစ်ကိုတွားရောက်တဲ့ ်ယူဟာမှုနဲ့အဖွဲ့အပါဝင် အနည်းဆုံးအရာရှိ75ဦးထက်မနည်းတည်ဆုံခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။စင်ကိုမျိုးမြတ်တိန်တန်ဖရားနဲ့ဘုံကြီးချောင်းကိုစစ်တပ်ကတိုက်လေရင်ဖြင့်ဘုံကြီးတက်ခိုင်းမှုတွင်ဘုံကြီးချောင်းဆောင်နှလုံးထိခိုက်ပျက်စီးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန္လေးတိုင်းဆင့်ကိုမြို့နယ်ဆင့်ကိုမြို့ပေါ်ရှိမြတ်သိန်းတန်ဖရားနဲ့ဘုံကြီးချောင်းကိုစစ်တပ်တိုက်လေရင်ဖြင့်ဘုံကြီးတက်ခိုက်ခဲ့ရာဘုံကြီးချောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ဂျွန်လ3ရက်နေ့နာနေ7နာရီ9မိနစ်ကတိတ်ပွေးဖြစ်ပွားခြင်းမရှိပဲစင့်ကုမြုပ်ပေါ်ရှိမြတ်သိန်းတန်ဖရားနဲ့ဘုံကြီးချောင်းကိုဦးတီပြတ်မှတ်ထားကအကျံဖက်စစ်ကောင်စီရဲ့တတအူးလီတက်မှတက်လာတဲ့ ချက်ဖိုက်တာနဲ့ပုံကြီးတက်ခိုက်ခဲ့ရာပုံကြီးကျောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးပြီးပြည်သူထိခိုက်မှုမရှိကြောင်းပြည်ဦးလွန်ခရိုင်ပြည်သူကကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ပြည်ဦးလွန်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကစစ်ကောင်စီရဲ့အပြစ်ခက်ရက်စေးရဲဆိုတာကပြည်သူတွေအပေါ်ကြည်ပါတယ်။မဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးနိုင်ငံတကာမှာအတန်ကြားကောင်းအောင်လုပ်တာပေါ့။တကယ်တော့ ပြည်သူတွေနေတဲ့နေရာကိုပဲလေကြောင်းကနေတိုက်ခိုက်နေတာလေကြောင်းကနေတိုက်ခိုက်ပြီးပြည်သူတွေကိုတက်ဖြတ်နေတာပါစာတင်ကျောင်းတွေကျေးပုံကြီးကျောင်းတွေကျေးတယ်ဒါတွေကပြည်သူတွေပဲခုလုံနေတဲ့နေရာပေါ့ဒါကကလေးတွေပြည်သူတွေကိုတက်ဖြတ်နေတာပါပဲဒါတွေကိုပြည်သူတွေကလည်းတည်တင်ပြီးလို့ချင်တယ်စစ်ကောင်စီထောက်ခံအားပေးနေတဲ့ပြည်သူတွေလည်းအမှန်ရတက်နေပြီးလို့ပြောချင်ပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အကြည့်ပြောကြားထားပါတယ် ပြည်သူများအနေနဲ့လည်းအကြံဖက်စစ်ကောင်စီနဲ့ဝေးရနေရများတွင်နေထိုင်ကြရန်လေကြောင်းရန်ကာကွယ်နိုင်ရန်ဘုံခုချင်းများခိုင်ခိုင်မာမာတူထားကြရန်နဲ့ပြည်သူကာကွယ်ရေးအဖွဲ့အစည်းများရဲ့လေကြောင်းရန်ကာကွယ်ရေးအတွက်တတိပေးထုတ်ပြန်ချက်များကိုလိမ့်နာပေးကြပါရန်တိတ်တွင်းထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောက်နဲ့ပဲရည်နာသွားပါမယ်ရှင်။ချန်လန့်ချန်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်း မင်္ဂလာပေါင်းနဲ့ခံရောင်းနိုင်ကြပါစေရှင်။